ပြည်နေတိုက်စင်ဝင်ဖက်ပြီးရရီယယ်တင်ရဲ့ဖီဘာကလက်ကဘာဗလာအုပ်စုနောက်ဆုံးအဆုံးဖြတ်ပွဲစဉ်ဖြစ်တဲ့ဆဲဘက်တင်တဲ့ပွဲစဉ်ကိုလွှဲချော်မှာဖြစ်ပါတယ်။အစိုင်နဲ့ဦးလန်းချောင်းဝေဒနာကိုခံစားခဲ့ရလို့စေယုံတရာဦးသားမှုတွေခံယူခဲ့ရတဲ့ဘက်ပြီးရဗိုလ်တုံးနေ့ကရီယယ်တင်ဖို့နဲ့တူလေးချက်ကအစည်းအဝေးမှာပြန်လည်ပါဝင်ခဲ့တာပါ။ဒါပေမဲ့ဘက်ပြီးရဆဲဘက်တင်တဲ့အုပ်စုနောက်ဆုံးပွဲစဉ်တဲ့ရီယယ်တင်ရဲ့လူစင်မှာပါဝင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ဘက်ပြီးရကလက်ကဘာဗလာအုပ်စုဖွင့်ပွဲစဉ်တဲ့ပွဲစဉ်လည်းမပါဝင်နိုင်ခဲ့တာကြောင့်ရီယယ်တင်တဲ့အုပ်စုပွဲတွေမှာပါဝင်ကစားနိုင်ခဲ့ခြင်းမရှိတာပါ။ ရည်ရည်နီးပြစာပြင်းလို့ဆိုကသူ့ကိုကွင်းထဲမှာမြင်တွေ့ရတာကျွန်တော်ဝမ်းသာပေမဲ့သူကလုံလောက်တဲ့ကောင်းမွန်မှုရှိသေးပါဘူးကျွန်တော်တို့အတွက်လိုအပ်တဲ့ပြန်ဆန်မှုအစီအမံကစားဖို့သူအနေငယ်အားနေနေပါတယ်ကျွန်တော်စကားပြောခဲ့ပြီးသူကလည်းအကောင်းဆုံးဖြစ်အောင်ဦးစားပေးလုပ်နေပါတယ်ကျွန်တော်တို့ဆက်ရောက်တင်စင်တက်နိုင်ရင်တော့သူပါဝင်နိုင်ပါပါလို့ပြောခဲ့တာပါအသက်26နှစ်ရွယ်ရှိဘက်ဘီကရည်ရည်တင်အတွက်ပွဲဥထွက်ရာသီမှာပြိုင်ပွဲဆုံး56ဝယ်ပေါင်ကစားထားပြီး43ကိုသွင်းယူထားတာဖြစ်ပါတယ်ရည်ရည်တင်ဟာဖီဘာကလပ်ကပောက်ဗလာအုပ်စုပွဲစဉ်တစ်ပွဲကစားပြီးမှရမှတ်၄မှတ်ရရှိထားပြီးဆဲဘက်တင်တဲ့သူရမှတ်တူနေပေမဲ့ဂိုးကွာချာချာအုပ်စုထိဆုံးနေရာမှာရည်တည်နေတာပါရည်ရည်တင်ဟာဆဲဘက်တင်တဲ့ပွဲစဉ်မှာအ အနည်းဆုံးသေရလည်းရအောင်နိုင်ဆက်ရောက်တဲ့အဆင့်ကိုတက်ရောက်မှာဖြစ်ပါတယ်။